အားလုံးမင်္ဂလာခင်ဗျဒီနေ့ကကြတော့ကျွန်တော်တို့ trading နဲ့စတင်ခြင်းတွေအတွက်ကိုကျွန်တော်တို့ OHLC ဆိုတာပါလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်မိုးစပါထားဝီတီမာနေပြန်လဲကျူစွာပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ trading နဲ့ပတ်သက်ပြီးတော့စတင်ခြင်းတွေအတွက်ကိုအလုံးအရေးကြီးတဲ့ trader အတိုင်းမဖြစ်မနေတည်ထားရမယ် OHLC ကျိုးတဲ့အကြောင်းရှင်းပြပေးတော်မူဖြစ်ပါတယ်ကျွန်တော် market နဲ့ပတ်သက်ပြီးတော့နားလည်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ forex မှာပဲဖြစ်ဖြစ် crypto မှာပဲဖြစ်ဖြစ်အဲ stock မှာပဲဖြစ်ဖြစ်အဲဒီ market တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နားလည်ခြင်းနဲ့ဆိုလို့ရှိရင် OHLC ကိုမဖြစ်မနေကျွန်တော်တို့ကတည်ဖို့လိုအပ်ပါတယ်โอเค OHLC ဆိုတာဘာလဲဆိုတော့ OHLC ဆိုတာက open ရယ် high ရယ် low ရယ် close ရယ်ဆိုတော့ကျွန်တော်တို့စကား၄လုံးရယ်စကားလုံး၄လုံးရယ်အတူကောင်ဖြစ်ပါတယ်။ Okay အဲ့တော့အချိန်ကာလတစ်ခုပေါ့နော်ဥမာ အချိန်ကာလတခုဆိုရဲတဘောကြောင့်တော် time frame ပေါ့နော်ဥမာအာ w1 မှာပဲဖြစ်ဖြစ်အာ day 1မှာပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဟို4 hour မှာဖြစ်ဖြစ်1 hour မှာဖြစ်ဖြစ်15မိနစ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ time frame ညီမှာမဆိုကျွန်တော်တို့ stop to crypto တို့ forest တို့ရဲ့ဈေးနှုန်းအပြောင်းအလဲကိုဖော်ပြတယ်ကျွန်တော်တို့ format တခုဖြစ်ပါတယ် OHLC ဆိုတာက okay အဲ့တော့ OHLC အကြောင်းကိုကျွန်တော်တို့အရင်ရှင်းရမယ်ဆိုလို့ရှိရင် OHRC ဆိုတာဘာလဲဆိုတော့ပထမဦးဆုံး O ဆိုတာ open ကိုပြောတာပါအဲ့တော့ကျွန်တော် time frame တစ်ခုရဲ့အစမှာကျွန်တော်ဈေးဖွင့်ငယ်ဖွင့်ဖွင့်ဈေးကိုပြောချင်တာပါ โอเคအဲ့တော့ open ဆိုတာကကျွန်တော်အချိန်ကာလတစ်ခု time frame တစ်ခုရအဆောင်မှာဖွင့်ခဲ့တဲ့ဈေးကိုကျွန်တော်က o လို့ခေါ်တယ်နောက်တစ်ခုကကျတော့ high အဲ့ဒီအချိန်ကာလ time frame အချိန်ကာလဥမာအကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော်တို့ဟို day 1နဲ့ပဲကျွန်တော်ပြောလိုက်တော့မယ် day 1 time frame မှာဆိုလို့ရှိရင်အဲ့ဒီ time frame ကို day 1မှာအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးကိုကျွန်တော်က high လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ o ပြီးပြီးကျွန်တော်က high ပြီးပြီးနောက်တစ်ခုကကျတော့ l အဲဆိုတာကလိုးဆိုလို့ရှင်တာပါအဲ့တော့ကျွန်တော်တို့အဲ့ဒီ dial rate အတွင်းမှာရောက်ခဲ့တဲ့အနေဆုံးစအာ10မိနစ်ကန်နေပဲဖြစ်ဖြစ်15မိနစ်ကန်နေပဲဖြစ်ဖြစ်အဲတနားကနေဖြစ်တပတ်ကနေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအချိန်ကာလတစ်ခုအတွင်းမှာရောက်ခဲ့တဲ့အနေအဆုံးဈေးကိုကြတော့ low လို့ခေါ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ close C ဆိုတာကြတော့ OHLC တဲ့နောက်ဆုံး C ဆိုတာကကြတော့အဲ့အချိန်ကာလတစ်ခုကုန်ဆုံးချိန်မှာနောက်ဆုံးပိတ်ခဲ့တဲ့ဈေးကိုကျွန်တော်တို့ဆိုလိုပါတယ်အဲ့တော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ OHLC ဆိုပြီးတော့ကျွန်တော်ခေါ်ပါတယ် Okay အဲ့ဒါလေးကိုကျွန်တော် chat မှာပြမယ်ဒီမှာဆိုလို့ရှိရင်လည်း candlestick တစ်ချောင်းချင်းစီမှာကျွန်တော်တို့က OHLC ရှိမယ်အဲ့တော့ bullish candlestick ဆိုလို့ရှိရင်လည်း bullish candlestick ရဲ့ OHNC open high low close ဆိုတာရှိမယ် bearish candlestick ဆိုလည်း bearish candlestick ရဲ့ open high low close မှာရှိ ှိမယ်ပေါ့နော်အဲ့တော့ OHSC chat ဟာကျွန်တော်တို့ဘာလဲဆိုလို့ဆိုတော့ mostly ဆို candidate but chat เนี่ยဖော်ပြတက်တယ် OHSC ကိုကြတော့အများဆုံးကျွန်တော် mostly candidate chat เนี่ยဖော်ပြတက်တယ် candidate chat တစ်ခုက OHSC value ၄ခုကိုဒီပိုင်းနဲ့ထဲဖော်ပြပေးတာဖြစ်ပါတယ်ဥပမာကျွန်တော်တစ်ချက်ကြည့်အောင်ပေါ့နော်ဥပမာတစ်ချက်ကြည့်အောင် okay ဥပမာဆိုပါစို့ဥပမာဆိုပါစို့ဒီပုံစံလေးကိုကျွန်တော်တို့ကြည့်ကြအောင်โอเคเนาะအဲ့တော့ဒီပုံစံလေးကိုကြည့်ကြည့်လိုက်မယ်ဆိုလို့ရှင်ဥပမာဒီမှာဆိုလို့ရှင်ဒီမှာ body ရှိတယ် ဟုတ်ပြီနော်အာဒီ body ကကြတော့ဘာလို့ဆိုလိုရလဲဆိုတော့ကအာ open အဖွင့်ဈေးနဲ့အပိတ်ဈေးကြားအကွာဝေးကိုဘာနဲ့ပြလဲဆိုတော့ကျွန်တော်တို့က body နဲ့ပြတယ်ဟုတ်ပြီနော်အဖွင့်ဈေးနဲ့အပိတ်ဈေးကြားကိုဘာနဲ့ပြလဲဆိုတော့ကျွန်တော်တို့က body နဲ့ပြတယ်โอเคเนาะအဲ့ဒီမှာ body ရောက်နှစ်မျိုးရှိမှာပေါ့ဗျာအနီရောင်နဲ့အာအာဆိုအနီရောင် bearish body နဲ့အဲအပြာရောင်အပြာရောင်ဟောသုံးဖို့အစိမ်းရောင်ပေါ့ဗျာချိုးကြောက်အပြာရောင်သုံးလေကျွန်တော်လည်းအပြာရောင်မဲ့သုံးလာအဲ့တော့ဒါ print transfer ကျွန်တော် ရှာခဲ့တဲ့ပုံလေးပေါ့ဗျာအဲဒီမှာတော့အစိမ်းအောင်သူကတုံထားဟုတ်ပြီနော်အဲ့တော့ဘာပဲသုံးသုံးမှာကျွန်တော်တို့ဟိုဟိုဟိုအဓိကတော့အော်အတက်ကန်တယ်ဆိုတာ bullish candle ဆိုတာသိရင်ရတယ်ဟုတ်ပြီနော်အဲ့တော့အဲ့တော့ open နဲ့ close jar မှာဒီဟာကြီးကိုဘာလို့ခေါ်လဲဆိုတော့ body နဲ့ ဖော်ပြ Okay နောက်တစ်ခုကကျတော့ဒီမှာအောက်မှာအာအောက်မှာ share ရှိတယ်အပေါ်မှာလည်း share ရှိတယ်အဲ့ဒီအပေါ်ဆုံးရောက်ခဲ့တဲ့နေရာဈေးကအမြင့်ဆုံးတက်ခဲ့တဲ့နေရာကို high လို့ခေါ်တယ်ဟုတ်ပြီနော်အာအောက်မှာအဲ့အောက် share ရရဲ့အောက်ဆုံးအောက်ဆုံးအထိဆင်းခဲ့တဲ့နေရာလေးကြတော့ဘာလို့ခေါ်လဲဆိုတော့ low လို့ခေါ်တယ် Okay နော်ဥပမာနောက်တစ်ခုကကျတော့အဲ့တော့ဒီ candlestick chart မှာကြည့်လိုက်ပြီဆိုလို့ရှိရင် Okay နော်ဒီမှာ close ဟုတ်ပြီနော်ဒီမှာ open ဟုတ်ပြီနော်အဲ့တော့ တော့အော်ဆိုလိုတဲ့အခါကျတော့အပိတ်စည်းကကျွန်တော်တို့အပိတ်စည်းကဟုတ်ပြီနော်အဖွင့်စည်းထက်ကြီးနေတယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဥပမာဆိုပါစို့ဒီမှာအဖွင့်ဒီဒီစည်းကအပိတ်စည်းကကြီးနေတာနော်ဒီမှာဆိုလို့ရှိရင်ဒီဒီကောက်ထက်ကြီးနေတာဟုတ်ပြီနော်အဖွင့်စည်းထက်အပိတ်စည်းကကြီးနေမယ်ဆိုလို့ရှိရင်ဒီနေ့ဈေးတက်တယ်ပေါ့ဗျာပြောရမှာဆိုဘူးလစ်ဆိုင်းကိုပြရအဲ့တော့ price ကတက်တယ်ဆိုတဲ့ပုံစံဟုတ်ပြီနော်အဲ့တော့အပိတ်စည်းကအဖွင့်စည်းထက် ကြီးနေရဆိုလို့ရှိရင်ကျွန်တော်တို့ကဈေးတက်တာကိုပြတယ် bullish sign ကိုပြတယ်အဲ bullish candle လို့ဆိုလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ candlestick တစ်ခုမှာအောက်ကနေစပြီးတော့ဖွင့်လိုက်တယ်အဲ့အဖွင့်ဈေးထက်ဒီအပိတ်ဈေးကတက်ကြီးနေတယ်ဆိုလို့ရှိရင်နော်ဒီနေ့ဈေးတက်တယ်ဆိုပြီးတော့ကျွန်တော်တို့ကအာဟာတတ်မှတ်လို့ရတယ်ပေါ့နော်အော်โอเคနောက်တစ်ခုကကြတော့ ဒီမှာဆိုလို့ရှိရင်တော့ပြောင်းပြန်ဖြစ်သွားတယ် high နဲ့ low ကတော့အတူတူပဲအဲ့တော့အဲဒါမှ bearish sign မှာဆိုလို့ရှိရင်ဒီမှာဖွင့်ခဲ့တယ်ဈေးကအဖွင့်ခဲ့တယ်အဖွင့်ဈေးထက်ဟုတ်ပြီနော်အာအပိတ်ဈေးထက်အဖွင့်ဈေးကမြင့်နေတယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အာပြောရမဆိုလို့ရှိရင်အပိတ်ဈေးထက်အဖွင့်ဈေးကမြင့်နေတယ်ဆိုလို့ရှိရင်တော့ bearish sign ကိုပြရတယ် price ကအောက်ကိုကျရတယ်ဆိုတဲ့သဘောပေါ့ဟုတ်ပြီနော်ဟောဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ open ခဲ့ရဆိုပါစို့ဟုတ်နော် bullish မှာ bullish candlestick pattern chart မှာတခုကြည့်ကြည့်လိုက်မယ်ဒီမှာဈေးကဥပမာ100 100နဲ့ open ခဲ့ဟုတ်ပြီเนาะ100နဲ့ဒီနေ့ daily time frame မှာကျွန်တော်100နဲ့ဈေးဖွင့်ခဲ့တယ်ဆိုပါစို့ဟုတ်ပြီเนาะအဲ့တော့အမြင်ဆုံးဘယ်အထိတက်သွားလဲဆိုတော့ကျွန်တော်တို့130အထိတက်သွားတယ် ဟုတ်ပြီနော်အဲ့တော့ဒီ daily time နဲ့ဆိုတာဒီတတိုင်းလုံးကဘာလဲဆိုတော့ဒီတနေ့ကို24နာရီပြည့်မှပိတ်မှဆိုလိုတဲ့သဘောอ่ะဟုတ်ပြီနော် daily time frame မှာကြည့်ရကန်နေစစ်ဖြစ်တဲ့တချောင်းအော်ဒါ daily time frame မှာပြောတော့နော် w1 မှာဆိုရင်တပတ်လုံးမှာကန်နေတချောင်းပဲပုံမှာအာ time frame ကြီးရောဒါနည်းနည်းတော့နားလည်မှာရမယ်ဒီ candlestick ohsc ကိုတီးဖို့ဆိုရှင်အဲ့တော့အာဒီမှာ10 minute ဆိုလို့ရှင်10 minute ပြည့်ရင်ဒီ candle ကန်နေတချောင်းထွက်မယ်အဲအဲ့အဲ့ကန်နေတချောင်းလုံးရဲ့အဲဒီ ohsc ကိုပြောပြတာနော်အခုကကျွန်တော်က day 1မှာပဲ for example ပြပြရတဲ့သဘောဖြစ်တယ်အဲ့တော့ ဒီမှာ100နဲ့ဈေးဖွင့်ခဲ့တယ်ဆိုပါစို့အမြင့်ဆုံးဈေးရပါလဲဆိုတော့ကျွန်တော်တို့က130တက်သွားတယ်ဟုတ်ပြီနော်အဲ့တော့ तू မတက်ခင်အောက်ဆုံးဆင်းခဲ့တဲ့ဈေးရပဲဈေးလဲဆိုတော့90အာ95အထိဆင်းသွားတယ်95အထိ100နဲ့ဖွင့်ပြီးတော့95အထိဆင်းပြီးတော့မှသာသူကအမြင့်ဆုံးဘယ်ဟုတ်ကြတော့130ကိုတက်သွားတယ်။နောက်ဆုံးပိတ်သွားတဲ့အချိန်ကဘာမှလဲဆိုတော့ဒီမှာ100 108မှာပိတ်သွားတယ်ဆိုပါစို့ဗျာ။အဲ့ဒါဆိုလို့ရှိရင်အဲအဖွင့်ဈေးက ဟုတ်ပြီနော်အပိတ်ဈေးကအဖွင့်ဈေးထက်သူကကြီးနေတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်က bullish sign ကိုပြတယ် price ကတက်တယ်အဲ့တော့ bullish candlestick တခုအပြာရောင် candlestick တခုဖြစ်သွားတယ်ပေါ့နော်အဲ့ဟာကိုဆုလို့ရှင်းတာပါဒီမှာဆုလို့ရှင်းတော့ပြောင်းမြန်ပေါ့ဗျာအဲ့ဒါလေးတွေကိုကျွန်တော်တို့ကတည်တည်ချာချာအာ trader တယောက်အနေနဲ့ beginner trader တယောက်အနေနဲ့စပြီး trading log တွေကိုစပြီးဝင်လာမဲ့သူတွေအတွက်ကဒီဒီအာ bullish sign ရောကျွန်တော် bearish oxc ရောကိုကျွန်တော်မဖြစ်မနေ ေတိမတော့ဖြစ်မှာပေါ့နော်အဲ့ OHSE အတွက်ကဘာအတွက်အသုံးဝင်လဲဆိုတော့ကျွန်တော် trader တွေက OHSE ကိုကြည့်ပြီးတော့ကျွန်တော် technical analysis တွေပြုလုပ်ကြတယ်အဲပြီးတော့ trend တွေကိုဖော်ထုတ်ကြတယ်ဥပမာ up trend လား down trend လားပေါ့နော်အဲ့လို trend တွေကိုဖော်ထုတ်တယ်ပြီးလို့ရှိရင် candlestick pattern တွေကိုလည်းဖော်ထုတ်တယ်အဲ့ OHSE နဲ့ပဲဥပမာ doji တို့ဟော doji လား doji candlestick လား bullish anchor frame လား hammer လား shooting star လားဆိုတဲ့ဟာကိုကျွန်တော်တို့ကဘာလဲဆိုတော့အဲ့ OHSE pattern တွေကိုဟို OHSE character တွေကိုကြည့်ပြီးတော့မှကျွန်တော် တို့က closure ဆုံးဖြတ်ကြတယ်ပေါ့နော်အဲပြီးလို့ရှိရင်နောက်တစ်ခုကကျတော့အဲ OHSC နဲ့ပဲကျွန်တော် support resistance level ကိုရှာတယ်နောက်တစ်ခုကကျတော့ indicator တွေပေါ့နော်အော် ISIN တို့တို့ Bollinger Band တို့လို့မှာလဲကျွန်တော်တို့က OHSC data တွေအခြေခံပြီးတော့ကျွန်တော်တို့တွက်ချတယ်အဲ့တော့ကျွန်တော်တို့ဟိုနေ့စဉ် forest ပဲဖြစ်ဖြစ် crypto market မှာပဲဖြစ်ဖြစ် trader တယောက်ကတရက်စာ candlestick ကိုကြည့်ပြီးတော့ဒီနေ့က bullish လား bearish bearish လားဆိုတော့ကျွန်တော်တို့စဉ်းစားအဆုံးဖြတ်လို့ရတယ်ဒီ OHSC အချက်လက်တွေကိုသုံးပြီးတော့ short term trick ကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချတယ်အဲ့တော့ HSC ကိုတည်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တတိထားစရာလေးတခုတော့ရှိတယ် OHSC ကကျွန်တော် raw data ဖြစ်တာမဟုတ်လို့ interpretation ကိုမှန်မှန်လုပ်ဖို့တော့အရေးကြီးတယ်ကျွန်တော်တို့ single candlestick တစ်ခုတည်းကိုပဲကြည့်လို့မရဘူး trend နေနောက်တစ်ခုကကျတော့ volume နေထည့်သွင်းစဉ်းစားဖို့လည်းလိုတယ်ပေါ့နော်အဲဒါတော့ multiple time frame ဖြစ်တဲ့ကျွန်တော်တို့4 hour နဲ့ higher time frame ပေါ့ဗျာပြောမှဆိုရင် multiple time frame ဖြစ်တဲ့4 hour လို့ daily time frame တွေမှာကြည့်ရပို့ပြီးတော့ OHSC ကပို့ပြီးတော့တိကျတယ်ပေါ့နော်အဲဒါတော့ OHSC ကိုနားလည်တာကကျွန်တော် trader တယောက်အနေနဲ့ကျွန်တော်တို့အခြေခံမဖြစ်မနေတည်ထားမယ့် scale တစ်ခုပဲဖြစ်ပါတယ်။လုံးဝကိုမတိလို့မရတဲ့ scale တစ်ခုပဲဖြစ်ပါတယ်။ Okay အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ် content တွေမှာ candlestick pattern တွေနဲ့ indicator တွေနဲ့ strategy အကြောင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Subscribe လုပ်ထားဖို့လည်းပေးပေးပါနဲ့။အဲကြိုက်တဲ့ content ဖြစ်ရင် like and share လေးလုပ်ပြီးကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်။